မင်္ဂလာပါရှင် MMB ရဲ့တနေ့တာအညာမီသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူးအိမ်ကျဲပါ။စကိုင်းတိုင်းရှိဝမျိုးနဲ့အရှိတောင်ဘက် AR မြေပေးတဲတောင်ကျွန်းပေါ်မှာရှိတဲ့7ကျွန်းပြူရစကန်ကိုတော်လိုင်းမဟာမိတ်အင်အားစုတွေကဇွန်လ9ရက်ကအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရွှေဘူခရိုင်တရင်15တရင်မှုဘူကောက်ရုကပြောပါရစေ။7ကျွန်းပြူရစကန်ကိုဇွန်လ9ရက်မနက်9:00ခွဲကနေ6:15အထိတနအိုင်ကန်ကြောင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် သုံးစုဘက်ကဝိုင်းတွဲလေးနဲ့စစ်ကိုပေးဘုံကျက်ခဲ့တဲ့ကြားကအပိသက်သိမ့်ပိုက်နိုင်ခဲ့တာပါ7ကျွန်ပြူရစကန်သိမ့်တိုက်ပွဲမှာပြူစော်တီတူဦးတည်ဆုံပြီးတော့73ပန်း78ဦးဖမ်းဆီးရရှိခဲ့တယ်ဆိုတာနဲ့ G3 နှစ်လက်ကာပိုင်6လက်စစ်နှဖို့နှစ်လက်နဲ့ဆက်ဆက်အုံးဆောင်ပစ္စည်းတွေသိမ်းဆီးရရှိခဲ့ပါတယ်7ကျွန်ပြူရစကန်ကပြူစော်တီခေါင်းဆောင်တွေဟာရွာထဲမှာရှိတဲ့အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေအပါအဝင် အမျိုးသမီးတွေကိုအတင်းအကျပ်လိန်အကျန်းဖတ်မှုတွေလှုပ်ဆောင်တာမျိုးတွေရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။ဆယ်ပင်ကျွန်းပြူရစကန်းသိန်းတိုက်ပွဲကိုခရိုင်အမှတ်၁၈တရင်ချွေဘူခရိုင်အမှတ်၅တရင်ချွေဘူခရိုင်တရင်၂၃ချွေဘူခရိုင်အမှတ်၂၆တရင်ချွေဘူခရိုင်အမှတ်၉၃၆တရင်ချွေဘူခရိုင်အမှတ်၁၃၃တရင်ချွေဘူခရိုင်အမှတ်၅တရင်တက်ခွဲသုံးတဲ့နယ်မြေပကပအဖွဲ့တွေပူးပေါင်းသိမ်းပိုက်ခဲ့ကြတာပါ။ မန္တလေးအိုးဘိုအကျဉ်းထောင်ကိုပြောင်းရွှေ့ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစိုးစုရဲနဲ့ထောင်ဝင်တန်းတွေကလူမြေကွင်းမှာဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့အကျဉ်းထောင်ရဲ့နှိဆက်သူတွေကပြောပါရယ်။ဇွန်လ12ရက်မွန်လွယ်ပိုင်းမှာမန္တလေးအိုးဘိုထောင်ကိုအခြားအကျဉ်းထောင်အသီးသီးကအကျဉ်းသားတွေကားနဲ့ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက်ကားပေါ်ကဆင်းလာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစိုးစုရဲနဲ့ထောင်ဝင်တန်းတွေကတန်ကြိုးတွေဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့အကျဉ်းထောင်ရဲ့နှိဆက်သူကဆိုပါရယ်။ မုံရွာအကျဉ်းထောင်ကနေနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ190ကျော်အပါအဝင်ငင်းချန်တဲ့မကွေးအကျဉ်းထောင်တွေကစုစုပေါင်း200ဝန်းကျင်ကိုဇွန်လ12ရက်မှာအခြားအကျဉ်းထောင်အသီးသီးကိုပြောင်းရွှေ့ခဲ့ရမှာမုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားတွေမန္တလေးဥပ္ဖို့အကျဉ်းထောင်ကိုရောက်ရှိလာခဲ့တာလို့ကိုဝေမိုးနိုင်ရဲ့နှိစက်သူတွေကဆိုထားကြပါတယ်ကိုဝေမိုးနိုင်ပါဝင်တဲ့နိုင်ငံရေးအကျဉ်းသားတွေကို12ဘိန်းက6စီတံမြားကက2စီ AC က30နဲ့မနက်9နာရီဝန်းကျင်မှာမုံရွာအကျဉ်းထောင်ကနေခေါ်ထုတ်သွားခဲ့တာဖြစ်ပြီးမန္တလေးမြင်းချန်နယ်မကွေးအကျဉ်းထောင်တွေကိုပို့ဆောင်ခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကသတင်းထုတ်ပြန်ထားပါတယ်။မန္တလေးအို့ဘုအကျဉ်းထောင်ကိုရောက်ရှိလာပြီးတော့ရိုင်းနှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာမုံရွာတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်အပေါင်းရဲ့အခြားနိုင်ငံရေးအကျဉ်းသားတွေပါဝင်မှုရှိမရှိနဲ့ပတ်သက်ပြီး MFB က ကိုဝေမိုးနိုင်တဲ့နေဆက်သူတွေကိုဆက်သွယ်မေးမြန်းခဲ့ရမှာသူတို့လည်းစုံစမ်းနေသေးတာဖြစ်ပြီးအတိအကျမသိရသေးဘူးလို့ဆိုပါတယ်။အလားတူမန္တလေးဥပိုလ်အကျဉ်းထောင်ကနေလည်းမနေ့ကဖောကားလေးစီနဲ့အကျဉ်းသားတွေပြောင်းရွှေ့သွားတာတွေ့ရပြီးအဲ့ဒီလိုပြောင်းရွှေ့တဲ့အထက်မှာနိုင်ငံရေးအကျဉ်းသားတွေပါဝင်တာရှိမရှိကိုလက်တလုံးမသိရသေးဘူးလို့အကျဉ်းထောင်ရဲ့နေဆက်သူတွေကပြောပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်တော်လိုင်းအင်အားစုနယ်မြေအတွင်းတွာလာနေတဲ့ကားသမားတွေကို အမျိုးသားညီညွတ်ရေးအစိုးရအယုံကြည်လက်အောက်ခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖအတွေကအခုအခောက်ခံမှုငွေကြေးပမာဏများလွန်လာကြောင်းအခုငွေနှုန်းလျှော့ချပေးဖို့ဆန္ဒပြတောင်းဆိုမှုတွေရှိနေရလို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ17ရက်ကဝက်လက်မြို့နယ်အရှိချမ်းဝက်လက်ရှိမကလန် ဝက်လက်ပေါက်ကန်လမ်းတွေမှာသွာလာနေတဲ့ကားသမားတွေကို UNG လက်အောက်ခံဝက်လက်မြို့နယ်အပအပစစ်စေးကကတားဆီးအခွန်ကောက်ရမှာအခွန်နှုံးတာငွေကြေးပမာဏများလွန်းလာကြောင်းအခွန်နှုံးတာ short ချပေးဖို့ကားသမားတွေနဲ့ဒေသခံတွေကအဲ့ဒီနေ့ကနေဇွန်လ13ရက်ထိ3ရက်ဆက်ဆန္ဒပြတောင်းဆိုနေရဖြစ်တယ်လို့ဝက်လက်မြို့နယ်ဒေသခံတို့ကပြောပါတယ်ဒီလိုဆန္ဒပြမှုဖြစ်ပေါ်တာဟာဝက်လက်မျိုးပအဖစစေးကကကားသမားတွေစီကနေအခွန်ငွေကောက်ခံရမှာ စီတပေပါကိုတတ်မှတ်တော့တထောင်ခွဲချက်ကောက်ခံတာကြောင့်ကာသမားတွေအနေနဲ့စီစင်းလုံးကြာဆင်းနေတာကြောင့်အခုငွေရှော့ချပေးဖို့တောင်းဆိုဆွေးနွေးပေမဲ့အဆင်မပြေတဲ့အတွက်အခုလိုဆန္ဒပြမှုဖြစ်ပွားခဲ့တာပါဆန္ဒပြတောင်းဆိုသူတွေကအခုငွေရှော့ချပေးဖို့တို့ပြည်သူတွေအခွန်အလိုမရှိပြည်သူအတွက်အကျိုးမပြုဘဲအခွန်ကောက်ခံတဲ့ဘဲအဖွဲ့အစည်းမဆိုအလိုမရှိစတဲ့ကျွေးကြော်တန်းတွေနဲ့ဆန္ဒပြခဲ့ကြတာလို့ဆန္ဒပြမှာပါဝင်နေသူတွေကပြောပါတယ် စန္နာပြသူတွေကိုဝက်လက်မြို့နယ်တော်လိုင်းအင်အားစုတွေကဇွန်လ17ရက်မှာလာရောက်ညှိနှိုင်းဖြည့်ရှင်းပေးခဲ့ပေမဲ့ဒီကနေ့ထိတစုံတရာအပြည့်မရသေးဘူးလို့ဝက်လက်မြို့ဒေသခံကိုနဂားလေးကပြောပါတယ်။အခုလို့၃ရက်ဆက်စန္နာပြတောင်းဆိုနေရကြောင်းကားစီးရဲ့300ကျော်ဝက်လက်ရှိမကလန်ဝက်လက်ပေါက်ကန်လမ်းတွေမှာပိတ်ဆို့နေပြီးတော့ဖြတ်တန်းသွားလာလို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝက်လက်မြို့နယ်တော်လိုင်းအင်အားစုဖြစ်တဲ့ ဝက်လက်မျိုးပကဖတာဝန်ခံနဲ့ပဖတာဝန်ခံတွေကိုတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့တစုံတရာတုံ့ပြန်ဖြေဆိုမှုမရှိသေးပါဘူး။ပေါင်နယ်ကိုရိတ်ခဖို့မဲ့စောစုစကြောင်းကြောင့်စပေးရှောင်နေရတဲ့ပေါင်နယ်နှူးရင်ကျေးရွာကပြည်သူတွေတောက်တုံးရဲ့အခက်ခဲကြုံနေရပြီးခလေးငယ်တွေဝမ်းပြက်ဝဲလျှော်ဖြစ်နေကြတယ်လို့စပေးရှောင်ပြည်သူတွေက MFB ကိုပြောပါရတယ်။ပခုတ်ကူမျိုးအထိုင်တဲ့တမတရားတကနေစောစုရိတ်ခကအစည်းအဝေးတရာကျော်နဲ့ပေါင်နယ်ကိုရိတ်ခဖို့စကြောင်းထိုးလာကြအောင် မေလ29ရက်ကစပြီးနတ်ဦးရင်ကြေးရွာကပြည်သူတွေတင်းရှောင်ထွက်ပြေးနေရပါအဲ့ဒီလိုစပေးတင်းရှောင်နေရတဲ့ပြည်သူတွေဟာတောက်သုံးရဲ့အခက်အခဲကြုံနေရတာဖြစ်ပြီးတော့ကလေးငယ်တွေဝမ်းပြတ်ဝမ်းလျှော်ဖြစ်ပွားနေတယ်လို့စစ်ရှောင်ပြည်သူအမျိုးသမီးတူကပြောပါတယ်နတ်ဦးရင်ကြေးရွာဟာတမတောင်ထိပ်အနီးမှာရှိပြီးတော့စပေးရှောင်ပြည်သူတွေအနေနဲ့စောစုလေးရင်နဲ့ ဆက်တက်လေကြီးနဲ့လာရောက်ဘုံကျဲမှာစိုးရိမ်တာကြောင့်နေရအတီတကြနဲ့တဲဆောက်မနေထိုင်ကြပဲတောတွေထဲမှာဖြစ်သလိုနေထိုင်ကြတာနှစ်ပတ်ခန့်ရှိပြီဖြစ်ပါတယ်။ပကုတ်ကူကနေစိုးစုရိတ်ခါကအစည်းရ100ကျော်နဲ့စိုးစုအင်အား900ခန်းကကံမမြို့အနောက်ချမ်းကိုရောက်ရှိနေပြီးရှေ့ဆက်မတက်နိုင်တာကြောင့်လေချောင်းပစ်ကူပေးသလိုဘေးပတ်လည်ကိုလည်းစစ်ကြောင်းထိုးနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဆော်စုရဲ့ Jet Fighter တိုက်လေရင်ပြတ်ကျခဲ့တဲ့ စကိုင်းတိုင်းပလဲမြို့နယ်ကစပတ်စဲရွာနဲ့မင်းတိုင်းမြရွာတွေကိုဒီကနေ့မနက်ပိုင်းမှာစောစုကအပြင်းအထန်လေကြောင်းပုံကျဲတိုက်ခိုက်လို့အိုးရင်အဆောင်အများအပြားပျက်စီးတယ်လို့ဒေသခံတွေက MP ကိုပြောပါရယ်ဇွန်လ14ရက်ဒီကနေ့မနက်10:00နာရီလောက်မှာလင်းရင်ပြက်ရှိနေတဲ့စပတ်စဲရွာနဲ့မင်းတိုင်းမြရွာတွေကိုစောစုကတိုက်လေရင်လေးစီးနဲ့လာရောက်ပုံကျဲတိုက်ခိုက်တာဖြစ်ပြီးတော့စပတ်စဲရွာကိုတစ်ချိန်နဲ့မင်းတိုင်းမြရွာကိုနှစ်ချိန်ပုံကျဲခဲ့တယ်လို့ဆိုပါရယ် လဲနဲ့ကန်းတော့ရွာရဲစကန်သိန်းတိုက်ပွဲကိုဇွန်လ၂ရက်ကစလို့တော်လင်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်ပြီးတော့စောစုကစကန်မကြဖို့ဇွန်လ၃ရက်ကစလို့လေကြောင်းပုံကျဲပြစ်ကူခုခံနေရပါဇွန်လ၁၀ရက်ကပလဲနယ်ထဲလာရောက်စစ်ကူပုံကျဲတဲ့စောစုရဲ့တိုက်လေရင်ကိုတော်လိုင်းတက်တွေကပြစ်ချနိုင်ခဲ့ပြီးတော့စပစေးရွာထဲပြက်ကြပောက်ကွဲမီးလောင်ကမင်းအောင်လိုင်းတစ္ဆာကန်လေရင်မှုလဲမီးကျွမ်းတည်ဆုံခဲ့ပါရတယ်။ တိုက်ပွဲနဲ့စောစုလေးချောင်းရန်ကြောင်းပလဲနဲ့ကျေးရွာ25ရွာကတောင်းတဲ့ခြေတဲ့ပြည်သူတွေစပေးရှောင်ထွက်ပြေးနေရတာဆက်နှစ်ရကြာရှိလာပြီးမိုးအဆက်မပြတ်ရွာသွန်းနေလို့စားတောက်နေထိုင်ရင်အခက်ခဲတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လေးချောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါးစပ်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ